ကောင်လေးကသူတယောက်တည်းကိုပဲကြိုက်ဖို့အတွက်အောက်ခံပေါင်းမိချူပြီးတော့မှကောင်လေးရဲ့မျက်နှာကိုအုပ်လိုက်ပြီးတော့နှာခေါင်းကိုပိတ်လိုက်ပါတယ်။နှစ်ပေါင်း100လောက်ကြာတဲ့အခါမှာတော့ကောင်မလေးဟာချမ်းသာပြီးတော့မှငယ်ရွယ်နှုတ်ပြုံနေတော့ပဲဖြစ်ပြီးကောင်လေးရဲ့အလောင်းမြင့်မြုပ်တဲ့နေရာကိုလည်းမှတ်ထားပါတယ်။သောလေးသမားတွေကယန္တနာရှာတွေ့ကြတဲ့ထင်မိမဲ့လေအခေါင်းလေးကနေအငွေ့တွေထက်လာပြီးတော့သွေးဆုပ်ဖုတ်ကောင်ထက်လာခဲ့ပါတယ်။သောလေးသမားတွေသွေးဆုပ်ခံလိုက်ရပြီးတော့သွေးဆုပ်ဖုတ်ကောင်ကနေပေါင်းနေရာတွေမှာပြောင်းလဲသွားတဲ့အရာတွေကိုလိုက်ကြည့်ပြီးတော့ကိုယ့်အိမ်ကိုသွားကြည့်ဖို့လှုပ်ပါတော့တယ်။အိမ်ထဲရောက်တဲ့အခါမှာတော့ဆိုဖာပေါ်မှာထိုင်နေတဲ့ကလေးနှစ်ယောက်က ဘသူလဲမီးတဲ့အခါမှာတော့ကောင်လေးကတပုံလေးကသူနဲ့ဒေဇိုဖုတ်ကောင်တူနေတယ်ဆိုပြီးတော့လက်ညှိုးထိုးပြပါတယ်။ဒေဇိုဖုတ်ကောင်ကလွန်ခဲ့တဲ့နှစ်ပေါင်း200ခန်းကဒီအရင်ပိုင်ရှင်ဖြစ်ပြီးကောင်မလေးတယောက်ထွက်လာပြီးတော့ဘသူကလူလိန်လဲဆိုပြီးတော့မေးပါတယ်။ဒေဇိုဖုတ်ကောင်ကအိမ်မရှင်ကောင်မလေးတော့မသိတဲ့လူဝက်ခန်းကိုဖိမားလိုက်ပြီးငါကဒီအရင်တခင်အစ်စ်လို့ပြောပြပါတယ်။ကမာလီကအနောက်မှာဓာတ်ကိုဖွက်ထားပြီးတော့သွေးစုပ်ဖုတ်ကောင်ကနောက်မျိုးဆက်အတွက်ဂျေနာအမွေတွေအများကြီးခြံထားပေးခဲ့တယ်ပြောတဲ့အခါမှာတော့ဓာတ်ကိုမထုတ်တော့ဘဲနဲ့လက်ဆွဲနှုတ်ဆက်လိုက်ပါတယ် ဒေဇိုဖုန်ဖောင်ရဲ့အဓိကယူရချက်ကတော့သူ့ကိုအရှင်လက်လက်မြင်မြုပ်ခဲ့တဲ့ကောင်မလေးကိုလက်စားချေဖို့ဖြစ်ပြီးကောင်မလေးကတာမန်ကောင်မလေးမဟုတ်ဘဲနဲ့မော်ပညာတွေလည်းတက်ပါသေးတယ်။လာပညာတရားမှာအစီအရင်တွေလုပ်ပြီးတော့မှကြောက်တော့အဆုံးပေါ်ကနေခုံချသွားပြီးတော့ကောင်လေးကိုသွေးဆုပ်ဖုန်ကောင်ဖြစ်အောင်လုပ်လိုက်ပါတယ်။ကောင်မလေးကကြောက်တော့မော်ကခုံချလိုက်ပြီးမှမတည်ဘဲနဲ့သွေးဆုပ်ဖုန်ကောင်ကိုဖမ်းပြီးတော့မြင်မြုပ်လိုက်တယ်လို့သွေးဆုပ်ဖုန်ကောင်ကကောင်မလေးကိုလာတွေ့တဲ့အခါမှာကောင်မလေးကဖတ်ပြီးမှသွေးဆုပ်ဖုတ်ကောင်ကညင်းတဲ့အခါမှာတော့ကောင်မလီကသွေးဆုပ်ဖုတ်ကောင်ကိုကျိုးနဲ့တို့ပြီးတော့အခောင်းထဲကိုထည့်လိုက်ပါတယ် ပြီးတော့ကားနဲ့အိမ်ဟောင်းကိုပို့လိုက်ပြီးကောင်လေးကသွေးဆုပ်ဖုတ်ကောင်ကိုကယ်လိုက်ပါတယ်။ကုမ္ပဏီတီထောင်လိုက်ပြီးတော့ကောင်မလေးနဲ့စီးပွားရေးလိုက်ပြန်တယ်လို့ကောင်မလေးကိုအိမ်မှာလာတွေ့တဲ့အခါမှာကောင်မလေးကမှော်ပညာနဲ့အယုတ်ကိုအသက်ဝင်အောင်လုပ်ပြီးတော့သွေးဆုပ်ဖုတ်ကောင်ကိုနေရံနဲ့ကက်လိုက်ပါတော့တယ်။ကောင်လေးရောက်လာတဲ့အခါမှာတော့ကောင်မလေးကဘာလာနှောက်ရတာလဲလို့မေးလိုက်ပြီးအထက်ကနေတည်ရဲမှဝင်းကျင်တကူထွက်လာတော့ကောင်မလေးပြုတ်ကျသွားပါတယ်။ ကမာလီရဲ့အနောက်ကိုသွေးဆိုးဖုတ်ကောင်ရောက်လာတဲ့အခါမှာကမာလီကရှင်ကိုချစ်လို့ကျမဒီလိုတွေလုပ်ခဲ့တာလို့ပြောပြီးတော့မှသူ့ရဲ့နှလုံးသားကြီးကိုဖောက်ထုတ်လိုက်ပြီးရှင်ကိုပေးပါတယ်ဆိုပြီးတော့မှပြောရင်းနဲ့ပဲတေဆုံးလို့သွားခဲ့ပါတယ်။အိန္ဒိယမှာဆိုလို့ရှိရင်တော့သင်ကအန်ဩစရာကောင်းတာတွေကိုပဲတွေ့ရပါလိမ့်မယ်။ဒါကတော့အကြီးသေးမြင့်တဲ့ပုံဝင်ပစ္စည်းတွေဖြစ်တာသိတာနေပေမယ့်သူတို့ကတော့အဲ့ဒီအစားမကောင်းတဲ့အစားအစာတွေအဖြစ်ပြောင်းလဲကြပါတယ်။ဒါပေမဲ့ဒီနေ့အစားအစာကတော့ပရိသတ်တို့ရဲ့အဲ့ဒီအသိဉာဏ်တွေကိုလုံးဝပြောင်းလဲပေးမှာဖြစ်ပြီးအုံးသီးတွေကောက်ပြီးတော့ပြန်လာလာခြင်းဇာတ်တိုက်ပဲ။ မလိုအပ်တဲ့အခွန်တွေကိုဆွဲခွာလိုက်ပါတယ်။အထက်ကအသီးတွေကိုပဲယူလိုက်ပြီးတော့မှအုံဒီအလုံးပေါင်း900ကိုနိုင်ဝက်ကြမှာပဲခွာလို့ပြီးပါတယ်။အလုံးတည်ကြတဲ့အချိန်မှာပဲအုံဒီကအုံရဲ့ကြောင့်လူကျန်များလာဖြစ်ပြီးဒါပေမဲ့လူတွေကိုထင်မှားစေတာတခုကတော့အခုချိန်မှာထူးဆန်းစွာနဲ့အလုံးကိုလွှင့်ပြလိုက်တာပါပဲ။ညွန်းနှဲနေတဲ့အုံဒီတွေပဲကျန်တော့လာဖြစ်ပြီးတော့ဒါဆိုရင်ပြီးပြီလို့တော့မထင်လိုက်ပါနဲ့ခင်ဗျ။ကရိယာတခုကိုတုံးပြီးတော့မှအုံဒီရဲ့အတွင်းမိုင်းကိုနည်းနည်းချင်းချစ်ချလိုက်ပါတယ်။ သူကတော့သွားပြီးတော့ရှော့တယ်လို့မရပါဘူးသူကဒီကနေ့ကတကယ်အဓိကဇက်ကောင်ဖြစ်ပြီးတော့မှနောက်အဆင့်မှာတော့ဘာလို့ရမလဲဆိုတာသိတာလာပါပြီဒေဝရက်ကိုထောဘက်လောင်းထည့်လိုက်ပါတယ်ပုပ်ပတ်ဆိုလာတဲ့နောက်မှာအုံဒီတွေကိုလောင်းထည့်လိုက်လို့ရပါပြီစားကောင်းတဲ့အုံဒီဘောလုံးလေးတွေရခြင်းနဲ့ဆိုလို့ရှိရင်တော့အထက်ကရောဆက်ထားတဲ့ပောင်းဝင်ပစ္စည်းတွေကအဓိကပဲဖြစ်ပါတယ်ပထမဦးဆုံးနွားနို့တအိုးလောင်းထည့်ရပါမယ်တကြရဲ့အရာတော်ကိုထက်ပြီးတော့ထည့်ရမှာဖြစ်ပြီးနောက်ဆုံးမှာတော့နှုတ်မုံနဲ့အဆုံးသက်ပေးရမှာပါအလုံးတုံးပြီးသွားတဲ့အခါမှာတော့နှံ့သောအောင်မှွေပေးလိုက်ရုံပဲဖြစ်ပြီး ပေါဝင်ပစ္စည်းတွေအားလုံးကလုံးဝရုံးမွေသွားပြီဆိုလို့ရှင်တော့ဒေအိုးကိုချလိုက်လို့ရပါပြီ။ဟုတ်ကဲ့အခုဆိုရင်တော့ဒေအိုးကိုချလိုက်ဖို့တဲ့အကောင်းဆုံးအချိန်ကိုရောက်လာခဲ့ပြီးနောက်ဆုံးတော့ပါဇက်တဲထည့်ပြီးတော့စားလို့ရပြီလို့ခင်ဗျားတို့ထင်နေတဲ့အချိန်မှာပဲမထင်ထားပဲနဲ့ဒါဟာလုပ်ငန်းစဉ်ရဲ့တဝက်ပဲရှိပါသေးတယ်။ဆက်ပြီးတော့မှမုံလာဦးအနီကိုအမြင်လေးတွေဖြစ်အောင်ပုတ်တက်ရမှာဖြစ်ပြီးတော့ဒေဝိုးတဲ့ကိုစီထည့်ပြီးတော့ကြော်ရပါမယ်။ဘောပဲဆိုလာပြီးတော့ယာကုလိုပုံစံဖြစ်လာခဲ့ပြီဆိုတာနဲ့ပိစာတစ်ခုပေါ်ကိုတင်ပြီးစစ်ထုတ်ရပါမယ်။အထက်ကအစီနစ်တွေကိုစစ်ထုတ်ဖို့အတွက်ငကမောင်တီးကိုလည်းအခုန်ခွာဖို့လိုအပ်ပြီးတော့မ ချက်ပြီးတော့မှရေစစ်စကားကိုသုံးပြီးတော့ကြည့်ရပါမယ်။ဒါပေမဲ့သူ့ရဲ့စိတ်ထုတ်တဲ့နေကအရန်ကုန်မှရိုးရှင်းလာပြီးတော့တိပ်ပါစကားကိုဆက်ပြီးတော့သုံးလိုက်ပြီးအလုံးအစင်နဲ့ဖြစ်နေပြီးတော့မှပြောစရာကောင်းတဲ့အချိန်ကိုရောက်ရှိလို့လာခဲ့ပါပြီ။ဒီအောင်စည်းကြီးတွေကိုချက်ပြီးသားဖြစ်တဲ့အုံဒီတွေကိုနေရာအနှက်အငြိအမြရောပြီးတော့မှွေပါမယ်။ဒါကတတိလက်လို့လုံးလို့မရတဲ့စိစိဆက်ဆက်လုံးရတဲ့အလုပ်တစ်ခုဖြစ်ပြီးတော့မှအယောင်စည်းနဲ့အုံဒီနေရာနှံသွားလို့ရှိရင်ပို့ပြီးတော့မှအရသာရှိပါတယ်ဒီလိုနဲ့အားလုံးနေရာနှံအောင်ဆုံးနေပြီးသွားလို့ရှိရင်တော့ဘောလုံးတိတိလေးတွေလုံးလို့ရပြီဖြစ်ပြီး ။ဗဇက်တဲကိုမထည့်ခင်မှာအပေါ်ကနေအုံဒီတလွာတစ်ထက်အုပ်ပြီးရပါသေးတယ်။အဲဒီလိုမျိုးအယောင်သေးဆုံးပြီးတော့မွေးကြံနေတဲ့အုံဒီဘောလုံးလေးတွေကိုအားလုံးစုပေါင်းပြီးမှပဲရမှာပဲဖြစ်ပါတယ်ခင်ဗျ။